ြန်းထားတာကတော့ဒီဆရာခင်များတဲ့တချို့တော့ဘာသာစာမိတ်ဆွေတွေကပြောပါတယ်တဲ့ရှင်တော်ဂေါတမကဖရာရဲ့တမန်တော်များစွာတွေကတပါးဖြစ်ပါတယ်သူတို့အထဲမှာညာမင်းအောင်လိုက်ဖြစ်တဲ့တမန်တော်တွေရှိတယ်ဆိုပြီးတော့ဆိုကြပါတယ်တဲ့ဘလို့နားလဲရမလဲရှင်းလင်းစွာသိချင်ပါတယ်ခင်များတဲ့အမားပိုင်လည်းခွန်း အလားဆိုတာဘာတူပါလဲအလားဆိုတာဧကံဆက်ဆက်မုတ်ချက်တာကိုးကွယ်ခြင်းကိုခံထိုက်တော်မူသောဧကေဝတစုရီသော အတ္တဒါရဏောဆက်ဆံသူကင်းသော နေမာတာအရာခတ်သိမ်းတို့ကိုဖန်ဆင်းတော်မူသောအနာတိကောအစမရှိသောအနန္တိကောအဆုံးမရှိသောအဓုတိယောပေါင်းဖော်ပေါင်းဖက်ကင်းသောအတမောအတုမရှိသော အပလိပုဂ္ဂလောပြိုင်ဘက်မရှိသော အပမေယော မနှိုင်းရှင်အပ်သောအတုလော တူတူမရှိတော့အစိန်နေရောမကြံစီကောင်းသောတပ္ပညုတပ္ပဝိတုခတ်သိမ့်ကုန်သောအရာတို့ကိုမိမိတကူအာနုဘောဖြင့်လိုလျောက်သိတော်မူထသောအိုနာတေခြင်းကင်းသည့်ပရမတ်တဂုံတော်နှင့်ပြည့်စုံတဲ့နေသထာဝရမြဲတည်လျက်ရှိသောကိုးကွယ်ရအရှင်ပဲဖြစ်ပါတယ်ကျွန်တော်တို့လူသားတွေအတွက်အလာကလွယ်ပြီးအမှန်တကယ်မှာခြားခတ်ဝတ်ကိုးကွယ်ခြင်းခံထိုက်သူလုံးဝလုံးဝမရှိပါဘူး အဲ့ဒီအလာကပဲအာဒံကကုတံငိမ့်ချက်မှုအပေါင်းခါညောင်းပါစေကစလို့ကောနာဂုံကတ္တပဂေါရမမြတ်စွာအီဗရာဟင်မိုးဇက်မူဆာဂျေဇပ်အီဆာခရစ်တော်မိုဟမ်မက်အရိမတ်တော်မြတ်စွာကိုတော်တို့အားလုံးကိုလည်းဖန်ဆင်းခဲ့တာအလာကပဲဖန်ဆင်းခဲ့တာဖြစ်ပါတယ်အလာကပဲစေလွတ်ခဲ့တာဖြစ်ပါတယ်လွန်လေခဲ့ပြီးတော့လူသားမျိုးနွယ်တွေအတွက် သူတတ်ဆိုင်ရာတတ်ဆိုင်ရာတမန်တော်တွေကိုစေလွတ်ခဲ့ပြီးနောက်ဆုံးယနေ့ကျွန်တော်တို့ခေတ်အတွက်ကဘာပြတ်မဲ့နေ့တိုင်အောင်ကျွန်တော်တို့အတွက်ကတော့နောက်ဆုံးတမန်တော်မုဟမ္မဒ်အရိမတ်ရမြတ်စွာဘုရားပြန်ပေါ်ခဲ့ပြီးကျွန်တော်တို့ထံကိုဒီကုရ်အန်ကိုစောင့်ယူလာခဲ့တာပဲဖြစ်ပါတယ်ဒီအတွက်ကြောင့်မိတ်ဆွေတို့အားလုံးကိုကျွန်တော်အနေနဲ့အလာနဲ့မိတ်ဆက်ပေးလိုပါတယ် မိษွေတို့အားလုံးကိုအဲ့ဒီအလာကထုတ်ပြန်ပို့ချပေးခဲ့တဲ့တမန်တော်မုဟမ္မဒ်ကတဆင့်အရိမတ်ရမြတ်စွာကိုရောကတဆင့်ထုတ်ပြန်ပို့ချပေးခဲ့တဲ့ကုရ်အန်နဲ့မိษွေတို့ကိုမိတ်ဆက်ပေးလိုပါတယ်အဲ့ဒီ absolute truth ဖြစ်တဲ့ကုရ်အန်ကျမ်းမြတ်ကိုအဓိကအခြေခံတဲ့အစ္စလာမ်ရဲ့လမ်းစဉ်နဲ့မိษွေတို့ကိုမိတ်ဆက်ပေးလိုပါတယ်ယနေ့ ကျွန်တော်တို့မြန်မာနဲ့ကမ္ဘာမှာကျွန်တော်တို့တွေဟာအနိဋ္ဌာယုံတွေနဲ့ဒုက္ခတွေနဲ့ကျွန်တော်တို့ကြုံဆုံနေကြရပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဟာဒီမိုကရေစီဆိုရှယ်လစ်ကွန်မြူနစ်စတဲ့လူသားရဲ့အသိဉာဏ်မပြည့်စုံတဲ့အသိဉာဏ်လူသားရဲ့အတွေ့အကြုံတွေကိုအခြေခံပြီးကျွန်တော်တို့ကချမှတ်ထားတဲ့စီကံနေပေါ်မှာအခြေခံပြီး ကျင့်သုံးနေကြတဲ့အတွက်ဖြစ်ပါတယ်။အမှန်တကယ်တော့အစ္စလာမ်ရဲ့လမ်းစဉ်ဒီသားရင်နှစ်ဘဝအောင်မြင်ရင်းမြထားတာကတော့ဒီဆရာခမရတဲ့တချို့သောဘာသာရှားမိတ်ဆွေတွေကပြောပါတယ်တဲ့ရှင်တော်ဂေါတမကဖရာရဲ့တမန်တော်များစွာတွေကတပါးဖြစ်ပါတယ်သူတို့အထဲမှာညောင်ပင်အောင်လိုက်ဖြစ်တဲ့တမန်တော်တွေရှိတယ်ဆိုပြီးတော့ဆိုကြပါတယ်တဲ့ဘလို့နားလဲရမလဲရှင်းလင်းစွာသိချင်ပါတယ်ခမရတဲ့အမားပိုင်လဲခွင့်လွတ်ပါဆရာဆိုပြီးတော့မြင်မြန်ထားပါတယ်ရှင့် လောကမှာတချို့အရာတွေကမလေ့လာရင်ရှုပ်ထွေးကုန်တယ်ဗျာရှုပ်ထွေးကုန်တယ်ဆိုတာရှုပ်ပါတဲ့ဆိုကမှကောက်ရိုးပွေလာတာတွေပါလို့ထပ်ဖြစ်တာပေါ့အခုအတာမျိုးပေါ့နော်ဆိုလိုတာကဗုဒ္ဓဖရာ God အဲ့ဒါတွေကမလေ့လာရင်ရှုပ်ထွေးတယ်တူးစလို့လို့ပါလို့နေနော်ဒီကြားထဲမှာမှတမန်တော်ထပ်ဝင်လာတော့အခုနကောက်ရိုးပွေတယ်လို့ပြောတာဒါကိုပြောတာပေါ့အဲ့တော့ကျွန်တော်လိုရင်းတွေ့ခြင်းပဲပြောပါမယ်ဘယ်မှာဆိုဗုဒ္ဓနော်ဗုဒ္ဓဆိုတာဘာလဲလို့ဆိုရင်ဗုဒ္ဓဆိုတာတိတော်သူဝိဇ္ဇာဉာဏ်အလင်းရသူ ။တပ္ပိညုတဉဏ်ရသောသူဆိုရင်လုံလောက်တယ်ဒါဗုဒ္ဓနော်။ဟိုပါဠိလိုပြောကြရင်တော့တပ္ပဓမေဘုဇ္ဇတိတိဗုဒ္ဓောပေါ့ဗျာ။တပ္ပဓမေအလုံးစုံသောတရားတို့ကိုဘုဇ္ဇတိတိယဤဣတိတသမထို့ကြောင့်ဗုဒ္ဓောဗုဒ္ဓမြည်ပေါ့နော်။ဒါဗုဒ္ဓဟုတ်တယ်။အဲ့ဒီဗုဒ္ဓနဲ့ပွင့်ထုံးပြီပေါ့နော်ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်သိပြီအဲ့လိုပွင့်ထုံးလာတယ်မှာဗုဒ္ဓမှာဂုဏ်တော်တွေရှိတယ်အရဟံသဘဂဝါဆုံးဂုဏ်တော်တွေရှိတယ်ပြီးတော့ပူဇော်သူကိုခံယူထိုက်တဲ့အရဟံဆိုတာနော်အဲ့တော့အဲ့ဒီပူဇော်သူကိုခံယူထိုက်တဲ့ပူဇာနဲ့အရဟံဆိုတဲ့အရဟံနဲ့ပေါင်းလိုက်ပြီးတော့ပူဇာအရဟံဆိုဖြစ်လာတယ် ပေါင်းလိုက်တဲ့ကဒါကတော့ဟိုဆင်းသက်လာတာပေါ့နော်ပူဇာအရဟံဖြစ်တယ်အဲ့ပူဇာအရဟံနေပူဇာရဟဖြစ်တယ်နောက်ပူရဟဖြစ်တယ်ပူရှာဖူရှာဖူရာဘူရာဒီကာလကြီးပြောတဲ့ခါကျတော့ဒါမျိုးဟိုပကံခေတ်ကမြန်မာရှေ့မြန်မာကြီးတွေကတော့အဲဆိုလိုတာကဖရားလို့လည်းခေါ်လို့ရတယ်ဗုဒ္ဓဘာသာဒါပေမဲ့အဲ့ဒီဖရားသည် common ပေါ့အများဆိုင်ပဲတမညအများနဲ့ဆိုင်တယ်။ဘာကြောင့်လဲဆိုဘာသာကြားဘာသာကြားတွေမှာလည်းပဲသူတို့ရဲ့အထွတ်ထိပ်ဖြစ်တဲ့ပုံကိုကြီးကို ဖရာလို့ခေါ်တာပဲလေထာဝရဖရာအစရှိစီပြင်းပေါ့ဗျာအဲ့တော့ဘာလဲဆိုတာအများဆိုင်ဖရာဆိုတဲ့စကလုံးကအများဆိုင်ဗုဒ္ဓဆိုတဲ့စကလုံးကပုဂ္ဂလိကဆိုင်ဗုဒ္ဓဘာသာနဲ့ပဲဆိုင်တယ်ကျန်တဲ့ဟာဒီလေ့လာကြည့်လိုက်ကျန်တဲ့ဘာသာတွေမှာသူတို့ကိုသူတို့ဗုဒ္ဓဖရာလို့တခုမှမပြောဘူးဖရာရဲ့သားတော်ဖရာရဲ့တမန်တော်ဖရာရဲ့ဘာအဲ့လိုတွေပဲပြောတယ်မဖရာသာပြီးတယ်ဆိုဖရာနဲ့ပဲဆုံးသက်သွားတယ်ဗုဒ္ဓလို့မပြောဘူးပြောလို့လည်းမရအောင်ကဘာသတိကြပိဋကသုံးခုထဲမှာရှိကြတာကဗုဒ္ဓပဲအဲ့ဗုဒ္ဓနဲ့ဖရာနဲ့ဟာပုဂ္ဂလိက အသွင်ဆောင်တဲ့ပုံစံတရားလို့ပြောမှာပေါ့နော်အဲအဲ့လိုဟာလေးတော့ကြွားတယ်ခင်ဗျာနောက်တစ်ခုက God you are oh my god လို့ပြောတယ်အဲ့ဒီ God ကလူမဟုတ်ဘူးဒါဒါလွင်းတူရှင်းပြောတာလူပါဝင်သက်ရှိတတ်မဲ့အနန္တစัจ java လာကြီးကသူဖန်ဆင်းတယ်လို့ပြောထားတာအဲ့ဒီ God ကနော်အဲဖန်ဆင်းတယ်လို့ပြောတော့ तू ကကောင်းကင်ဘုံမှာရှိတယ်ရှေ့စလားတူစလားပုစလားရှေ့လက်ကောင်းကဘယ်လိုမှလည်းမသိဘူးမေးလည်းမမေးသင့်ဘူးလို့သူတို့ကတော့တားမြစ်ထားတာပေါ့နော်အဲ့ဒါက God ရဲ့ ဆိုင်တဲ့အရာပေါ့နော်ဖန်ဆင်းရှင်လို့ပြောတဲ့ဟာပေါ့နော်အဲ့တော့ဗုဒ္ဓကပုဂ္ဂလိကနော်ဗုဒ္ဓဘာသာနဲ့ပဲဆိုင်တယ်ဖရာဆိုတာ common အလုံးနဲ့ဓမ္မညခေါ်ရတာဟာဖြစ်တယ်ဂေါကတော့လူပုဂ္ဂိုလ်မဟုတ်ဘူးလူနဲ့တကွာဆိုတော့အနန္တစကြာလောဖန်ဆင်းတယ်လို့ယူဆထားတယ်ကောင်းရင်ဘုံကအရာတွေကိုဖြစ်တယ်အဲ့တော့အခုနောက်တစ်ခုကတမန်တော်နော်အခုရှင်တော်ဂေါတမသည်သူတို့ဘုရားရှင်ရဲ့တမန်တော်တပါးလို့ဆိုရဲညောင်မရောက်မှပွင့်ရတဲ့တမန်တော်ရှိတယ်လို့ပြောထားတာ哦တမန်တော်ဘာမှမဆိုင်ဘူးတမန်တော်ဆိုတာက တစုံတရားပြည့်ယုံကြည်မှုရရှေလွတ်ထားတဲ့ပုဂ္ဂိုလ်အစင်မဲ့ရှိတယ်အစီပါအစင်မဲ့ရှိတယ်တမန်တော်လေးအများကြီးပဲတယောက်တည်းမှမဟုတ်ပဲအဲ့တော့သူတို့ရဲ့အထက်မှာသူတို့ရဲ့ခေါင်းဆောင်ရှိတယ်ဆရာရှိတယ်အဲ့ရတက်ပြီးတော့ယုံကြည်စိတ်ချသွားနဲ့လွတ်ထားတဲ့အစီပါပေါ့ဗျာအဲ့တော့ဗုဒ္ဓကတော့အဲ့လိုမျိုးပုဂ္ဂိုလ်မှမဟုတ်ပဲအထံပြီးပါလေတမန်တန်ဗုဒ္ဓောဆိုတာလေဆရာမရှိဘူးလေဘုရားရှင်ကိုယ်တိုင်ကပြောထားတာဆရာမကူတရားမူညာနဲ့ရတယ်ဒါကြောင့်မြတ်စွာဘုရားရှင်ကနမေအာစရိယောအတ္တိတတိသောမေနဝဇတိသတိဝကတမေလောကတမေနတ္တိမေပฏิပုဂ္ဂလော နမေအစရိယအထိဇာငါမဆရာမရှိလို့ပြောတာလားနော်ဒါကြောင့်ဗုဒ္ဓမြတ်စွာဘုရားကိုကိုးကွယ်ယုံကြည်တဲ့သူတိုင်းဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့လမ်းစဉ်နဲ့အမတနယ်မြေကိုချီတက်နေကြတဲ့သူတိုင်းအခုလိုမျိုးဗုဒ္ဓကိုအဝေးတနေရာကနေလက်လက်လေးလာအကဲခတ်မဲ့သူတိုင်းတွေအများအမှန်မဲ့စကားတခွန်းရှိတယ်အဲ့ဒီစကားဒီကာလသုံးပါးစလုံးအတွက်မှန်နေလိမ့်မယ်အဲ့ဒါပါလဲဆိုရင်နမေအစရိယနတ္တိမမဆရာမရှိဘူးလို့ပြောတာတတိသောမေနဝဇတိသူနဲ့တူတဲ့ပုဂ္ဂိုလ်လည်းမရှိဘူး သတ္တဝကသမိန်လောကသမိန်တတ္တဝတွေထဲမှာလူနဲ့ပြင်မှာအကုန်ရှိတယ်။နတ္ထိမေပฏิပုဂ္ဂလောသူနဲ့နိုင်ရှင်လို့ရတဲ့ပုဂ္ဂိုလ်မရှိဘူးလို့ပြောတယ်။ဒါကြောင့်ခုနကပြောတဲ့တစုံတစ်ဦးရဲ့ယုံကြည်မှုနဲ့လွတ်ထားတဲ့အစီအကံတစ်ဦးဟာဗုဒ္ဓနဲ့ဘယ်လိုမှမပတ်သက်ပါဘူးလို့နော်။ဒါရှင်းလင်းအောင်လို့ဒါလေးဖြေကြ